မိုးကြီးမြင့်တတိပေးချက်9ကစ2025 1389ခုကဆုံလပြည့်ကျော်9ရက်2025ခုနှစ်မေလရက်20ယနေ့မြန်မာစံတော်ချိန်8နာရီအချိန်နောက်ဆုံးရရှိသည့်အချက်လက်များအရမင်္ဂလာပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့်ဒီပီအားနေရဝန်းဤအချိန်ကြောင့်တွင်းစင်လာသည့်အာကောင်းသော အပူပြန်တက်တိမ်တိုင်းများကြောင့်၎င်းအရှိတ်ဘက်မှဝင်ရောက်လာနိုင်သည့်လေပွေလိုင်းများကြောင့်၎င်းအနောက်တောင်မုတ်တုံလီ ယနေ့မှစ၍25ရက်5လ2025ရက်နေ့အတွင်းမကွေးတိုင်းဒေသကြီးတွင် နေရာကျဲကျဲစကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းအေရဝတီတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် နေရာစိတ်စိတ်ကြံတပြီလုံးတွင်နေရာအနှံ့အပြား26ရက်5လ2025ရက်နေ့မှ၁ရက်6လ2025 ရက်နှစ်အတွင်းစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာစိတ်စိတ်ကြံတပြီလုံးတွင် နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးနေရာကွက်ရွေမိုးကြီးခြင်းဒေသအလိုက်မိုးကြီးခြင်းဒေသအလိုက်မိုးကြီးခြင်းလျှက်စည်းလက်ခြင်းမိုးချင်းခြင်းမိုးချိုးပစ်ခြင်းမိုးတီးကြွေခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီးမိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနအီလရင်မိုင်၄၀မိုင်မှ၄၅ မိုင်အထိတိုက်ခတ်နိုင်သည်ဟုခန့်မှန်းရပါသည်တို့ဖြစ်ပါ၍ယနေ့မှစ၍တရက်6လ2025ရက်နေ့အတွင်းငိုရသွင်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်ရေကြီးခြင်းမြေပြိုခြင်းနှင့်နေပြင်းတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်အဆောက်အအုံများတစ်ပင်တကိုင်းများဒေသအလိုက်မိုးကြီးခြင်းလျှက်စီးလက်ခြင်းမိုးချင်းခြင်းမိုးကြိုးပစ်ခြင်း ငိုတိကြွေခြင်းနှင့်ငိုတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီးငိုတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနာရီလျှင်မိုင်40မိုင်မှ45မိုင်အထိတိုက်ခတ်နိုင်သည်ဟုခန့်မှန်းရပါသည်။သို့ဖြစ်ပါ၍ယနေ့မှစ၍တရက်6လ2025ရက်နေ့အတွင်းငိုရသွင်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်ရေကြီးခြင်းမြေပြိုခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်အဆောက်အအုံများတစ်ပင်တစ်ကိုင်းများ